တမရကို MMD ကဆန္ဒပြလိုက်တဲ့အခြေအနေပါတရုတ်တမရကို MMD ကဆန္ဒပြတာပါအဲ့တော့ဖြစ်စဉ်ကဒီကနေ့မနက်ပိုင်းကဒီကနေ့မနက်ပိုင်းကဒီရှမ်းပြောက်ဒေသလာရှိုးမြို့မှာလာရှိုးမြို့မှာရှိတဲ့ရခိုင်နိုင်ငံမှာအဆောက်အဦတွေနေရာမှာ MMD ကလက်ရှိဒီမြမအင်းနဲ့ပတ်သက်ပြီးတော့တရုတ်နိုင်ငံရဲ့ဂျားဝင်စစ်စမှုအပေါ်မှာသူကကန့်ကွက်ကြောင်းစသဖြင့်သူတို့ကဒီစာရိုက်လိုက်ပြီးတော့ကတ်တယ်ပေါ့ဗျစာရိုက်လိုက်ကတ်တယ်ကတ်တဲ့ဟာကသူကဘယ်သူလိုခေါင်းစဉ်ထုတ်လဲဆိုတော့ပြည်သူလူထုကတရုတ်စိုးရွားကိုဆန္ဒပြတယ်ပေါ့ဗျ အဲ့လိုမျိုးသူကကောင်းနေလိုက်တတ်တယ်ခင်ဗျောတေချာစဉ်းစားကြည့်လိုက်ဒီလိုမျိုးပြ MMD ကလားရှုံမျိုးပေါ်မှာသူတို့ကတနည်းအားဖြင့်အားလုံးနားလဲတဲ့ပုံစံမာရှယ်လောထုတ်ထားတယ်စိတ်မထင်မထင်လို့ပြစ်လို့ရတယ်အင်းသူတို့မထင်မထင်တဲ့လူမရင်းကျင်လို့ရတယ်အဲ့လိုအဖွဲကိုပိုင်ဆိုင်နေတဲ့အဖွဲအဲ့လိုနေရာမှာဘယ်ပြည်သူ့အမြတ်တရားဥစိုးရကိုသွားပြီးဆန္ဒပြရဲမှာလဲနောက်ဆုံးပြခင်ဗျားလည်း6နိုင်ရနေပြီးတော့ညာ6ကနေပြီးတော့မနက်6စီဘယ်သူမှမထွက်နေဆိုဘယ်သူမှမထွက်ရဘူးအဲ့တော့သူတို့သူတို့ဒီမေလ20ရက်နေ့ညပိုင်းကတရုတ် တရုတ်သမ္မတကိုဆန္ဒပြတဲ့ဆန္ဒပြကြောင်းပေါ့ဗျာဒီစာရွက်တွေကတ်တဲ့နေရာတွေကအင်း MND အဖွဲ့တွေတဆွဲထားတဲ့နံပါတ်1လွတ်လပ်ရေးပန်းချံနံပါတ်2ကထွေဦးယုံနံပါတ်3ကတော့အထက်က၅ကြောင်းနံပါတ်4ကတော့ဒီသူတို့တွေခြေကုပ်ထားတဲ့ရက်ကွက်ကြီးကအဲ့ဒီနေရာတွေမှာသူတို့ကစာရိုက်လိုက်ကတ်တယ်ပေါ့တော်လမီနေများအလုံးဝမင်္ဂလာပါခင်ဗျာဒီကနေ့က match လ22မှ2ရက်နေ့ရှိဖြစ်ပါတယ်ဆိုတော့လက်ရှိချိန်တွေဒီကုမှာဒါကျွန်တော်တို့ အာဆရာဝန်တွေပေါ့နော် CDN ဆရာဝန်တွေကမြို့ပြမှာပြန်ပြီးတော့မှဝင်မယ်ပြီးတော့ပြန်ဝင်ကြမယ်ဆိုပြီးတော့မှစကားစဘက်ကလော်ဘီတိုက်ရဲ့ပြောဆိုချက်တည်းရဲ့အောက်မှာဒါကျွန်တော်တို့ဒီ CDN တွေကပြန်ပြီးတော့မှ NaN CDN ပြန် လုပ်ကြမယ်ပေါ့ဗျာအဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့မှတချို့ဘောမနေတဲ့လူတွေပေါ့နော်စက်တက်ထောက်ကအားပေးနေတဲ့သူတွေကဒီလိုမျိုးတွေကို လက်မခံဘူးတော်တော်လေးကိုပြပြထန်ထန်ကိုပေါ့နော်ဒီလူတွေရောက်လာရင်ဆန္ဒပြမယ်လို့ဘာလို့ညာအဲ့လိုမျိုးတွေပြောကြတဲ့တန်နေကြားပါတယ်ဆိုအဲ့ထဲမှာတယောက်အပါဝင်ဖြစ်တဲ့ဒေါ်တန်းရဲ့နော်ဒါကျွန်တော်တို့ဗီဒီယိုဖိုင်လေးကိုအားလုံးပဲတူတူကြည့်ကြည့်ပါခင်ဗျာရှင်ထဲမှာမခံနိုင်လို့လို့ပြောရအောင်မယ်မလာခဲ့ပါနဲ့လုံးဝမှမလာခဲ့ပါနဲ့ဆီယမောင်စင်းနီမုံနဲ့ပါရာစီတမောလောက်တော့မယုံပါဘူးခမားတို့မရှိတာပိုကောင်းပါတယ် ဝေးလီကောင်းနေဆရာဝန်စီဒီယံများကြီးလူနာတွေကိုပြစ်ပြီးတော့စီဒီယံလောက်သွားတာဘလို့မကိုယုံကြည်မရှိပါဘူးနော်ရှက်တက်ပါစီကြည်သူကိုမကြည့်တဲ့ဆရာစီဒီယံဆရာဝန်တွေကိုလုံးဝမယုံကြည်မရှိပါဘူးလူနာတွေကိုစေးထိုးတတ်မဲ့ရုပ်ပြပါလို့ထင်ပါတယ်စိတ်သက်ပြီးအောက်တန်းကြစွာနဲ့လောက်ခဲ့တာမလာခဲ့ပါနဲ့ ဆရာမောင်ဆင်းနီမုတ်နဲ့ပါရာစီတမောလောက်တော့ဒင်းတို့ကိုကျမတို့မယုံကြည်ပါဘူးဆိုတော့စီဒီယန်ဆရာဝန်တွေဆရာမတွေကရုပ်မာတွေအောက်တန်းကြတယ်ဆိုရင်ဆန္ဒပြတဲ့ပြည်သူကိုလမ်းပေါ်မှာတနက်တွေပြောက်တွေနဲ့ကင်ပြီးတော့မှတပ်ပစ်နေတဲ့အချိန်မှာဒီစောက်ကောင်မတွေဘယ်တင်းချမ်းကုန်းမှာဘယ်လင်ငယ်နဲ့ဘယ်လင်ငယ်ဆိုတာထက်ကို အဲဘယ်လိုပြောမလဲဘလူကောင်တွေနဲ့ဘလူအောက်တန်းစားတွေနဲ့ဘလူစစ်သားဘောမတွေနဲ့တွားပြီးတော့မှเนาะကျွန်တော် Fortkin Korkan တွေလည်းဆိုတော့ကျွန်တော်ကတော့ပြောမတတ်ပါဘူးဒါပေမဲ့ဒီ CDN ဆရာဝန်တွေကအခုလိုမျိုးဝင်လာမယ်ဆိုတဲ့ဥစ္စာကိုလည်းကြည်ကြည်မြန်မြန်ကြားခဲ့ရတာကသူတို့ဘက်ကဘောမအတိုင်းဝန်ကပြောတဲ့ဥစ္စာတွေပဲကျွန်တော်ကြားခဲ့ရတာပါကျွန်တော်တို့ဘက်ကညီကိုတွေကတော့ဒီလိုမျိုးတွေဝင်လာမယ်ဆိုတဲ့ဥစ္စာမျိုးကိုတက်တဲ့တောင်မှမကြားခဲ့ရပါဘူးဆိုတော့ဒါကလည်းလောက်ကျန်ဖန်တီးပြီးတော့မှပြောမယ်ဆိုရင်ပြည်သူကိုဂျင်းထဲ့ထားတဲ့ စိုက်ဝါတစ်ခုလိုပဲကျွန်တော်ကတော့မြင်ပါတယ်တကယ်အဆုံးစုံဒီ CDN တွေကတော့တသက်လုံးဒါကျွန်တော်တို့စကားစားစီပြန်သွားမယ်လို့တော့ကျွန်တော်မထင်ပါဘူးခင်ဗျာနောက်ထပ် profile လေးကတော့ဒါကျွန်တော်တို့ဒီကျော်စုပ်ဦးပေါ့နော်ကျော်စုပ်ဦးကဒါကျွန်တော်တို့ MMDAE ကဒါကျွန်တော်တို့ last show မှာပေါ့နော်တရုတ်ကိုဆန္ဒပြတဲ့ကိစ္စဟာ MMDAE နေနဲ့အမားကြီးကျွန်းလိုက်တာပဲဆိုပြီးတော့မှကျော်စုပ်ဦးကဒါပြောမယ်ဆိုရင်ပြောဆိုလာပါတယ်နားထောင်ကြည့်အောင် တရုတ်သမ္မတကို MMD ကဆန္ဒပြလိုက်တဲ့အခြေအနေပါတရုတ်သမ္မတကို MMD ကဆန္ဒပြတာပါအဲ့တော့ဖြစ်စဉ်ကဒီကနေ့မနက်ပိုင်းကဒီကနေ့မနက်ပိုင်းကဒီရှမ်းမြောက်ဒေသလာရှိုးမြို့မှာလာရှိုးမြို့မှာရှိတဲ့ရခိုင်နိုင်ငံမှာအဆောက်အဦတွေနေရာမှာ MMD ကလက်ရှိဒီမြန်မာပြည်နဲ့ပတ်သက်ပြီးတော့တရုတ်နိုင်ငံရဲ့ဂျားဝင်စစ်ဆေးမှုအပေါ်မှာသူကကန့်ကွက်ကြောင်းစသဖြင့်သူတို့ကဒီစာရိုက်လိုက်ပြီးတော့ကတ်တယ်ပေါ့ဗျစာရိုက်လိုက်ကတ်တယ်ကတ်တဲ့ဟာကသူကဘယ်သူလိုခေါင်းစဉ်ထုတ်လဲဆိုတော့ပြည်သူလူထုကတရုတ်စိုးရွားကိုဆန္ဒပြတယ်ပေါ့ဗျ ဲ့လိုမျိုးသူကခေါင်းစဉ်လိုက်တက်တယ်ခင်ဗျားတေချာစဉ်းစားကြည့်လိုက်ဒီလိုမျိုးဗျာ MMD ကလာရှုံမျိုးပေါ်မှာသူတို့ကတနည်းအားဖြင့်အားလုံးနားလဲတဲ့ပုံစံမာရှယ်လောထုတ်ထားတယ်စိတ်မထင်မထင်လို့ပြစ်လို့ရတယ်အင်းသူတို့မထင်မထင်တဲ့လူမရင်းချင်းလို့ရတယ်အဲ့လိုအဖွဲ့ကိုပိုင်ဆိုင်တဲ့အဖွဲ့အဲ့လိုနေရာမှာဘဲပြည်သူကမြတ်တရားဥစွာကိုသွားပြီးဆန္ဒပြရဲမှာလဲနောက်ဆုံးဗျာခင်ဗျားလည်း6နိုင်ရနေပြီးတော့ညာ6ကနေပြီးတော့မနက်6စီဘယ်သူမှမထွက်နဲ့ဆိုဘယ်သူမှမထွက်ရဘူးအဲ့တော့သူတို့သူတို့ဒီမေလ20ရက်နေ့ညပိုင်းကတရုတ် တရုတ်သမ္မတကိုဆန္ဒပြတဲ့ဆန္ဒပြကြောင်းပေါ့ဗျာဒီစာရွက်တွေကတ်တဲ့နေရာတွေကอืม MMD အဖွဲ့တွေတဆွဲထားတဲ့နံပါတ်1လွတ်လပ်ရေးပန်းချံနံပါတ်2ကထွေဦးယုံနံပါတ်3ကတော့အထက်ကငါကြောင်းနံပါတ်4ကတော့ဒီသူတို့တွေခြေကုပ်ထားတဲ့ရက်ကွက်ကြီးကအဲ့ဒီနေရာတွေမှာသူတို့ကစာရိုက်လိုက်ကတ်တယ်ပေါ့တော့သူတို့ရဲ့ဒီစာကတ်တဲ့ဟာကိုကျွန်တော်ပြပါမယ်ဒါတော့ကျွန်တော်တို့ဒါလွတ်လပ်ရေးလွတ်လပ်ရေးကြောက်တိုင်းအဲ့ဒီရှိမှာသူတို့ဟိုဆန္ဒပြကြောင်းတရုတ်တရုတ်သမ္မတကိုဆန္ဒပြကြောင်းကတ်တယ်ပေါ့ဗျာနောက်ထပ်ကတော့သူတို့မှာ သူတို့မှာဗျာဒီဆန္ဒပြပြီးတော့ဒီဒီဆန္ဒပြတဲ့စာရုပ်တွေပေါ့အဲ့မှာကျွန်တော်တို့ဒီ NASA ကဥက္ကဋ္ဌနဲ့ဒီတရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနကအာရှအေးအထုကိုစလေတို့တွေ့ဆုံမှုပေါ်မှာအဲ့ဒီဓာတ်ပုံတွေသူတို့ကဒီကာလာပရင်ထုတ်တယ်ထုတ်ပြီးတော့ဒီ cross check ချက်ကတ်ခတ်တယ်ပြီးကျွန်တော်တပ်ပလိုက်ရှေ့ချင်းပြီးတော့သူတို့ cross check ချက်ကတ်ခတ်တယ်အဲ့မှာသူတို့ဗာရီးထားလဲဆိုတော့ဗာရီးထားလဲဆိုတော့ကျွန်တော်တို့ဂျာဝယ်စုပေါင်းမြောက်ချက်ချင်းရတယ်တရုတ်စုအုပ်ကိုစန့်ကျင်ကြတယ်ပေကျင်းစုအုပ်စန့်ကျင်ကြပါဗျာအာနာရှင်စနစ်ကြဆုံးပါစေဆက်သဖြင့်ဒါသူတို့သူတို့ကတ်တဲ့စာရုပ်တွေပေါ့ဒါသူတို့ကတ်တဲ့စာရုပ်တွေဒါကျွန်တော်ကဒီကာလာပရင်ထုတ်ထားတာ ်ဒီမှာကာလာပရင်ထုတ်တာဒါဒီမှာတော့ဒီမှာတော့အဲ့တော့သူတို့ကဒီရအောင်ဘယ်လိုလိုခေါင်းစဉ်တက်လဲဆိုတော့ပြည်သူလူထုကတေးအောင်ဆိုးအောင်ဆန္ဒပြလဲခင်ဗျားဗျာရိုးလေးစစ်သားကြီးခင်ဗျားညာဘက်ကြီးပါဗျာခင်ဗျားညာဘက်ကြီးပါခင်ဗျားအဲ့လိုစာရွက်တွေကိုစာရွက်တွေကိုခင်ဗျားဘယ်သူကသွားကြိုက်ရမလဲဒါကတော့ကျွန်တော်တို့ဒီ MMD ကသူတို့ဒါအမားအကြီးကိုကျွန်တော်ကျူးလွန်လိုက်တာပဲအော်တေယုဆိုးကကတော့ဒီပေါ်မှာဒါကမြို့ကန်တွေလောက်တာလားဒါက MMD လောက်တာဆိုတော့ကောင်းကောင်းသိတယ်တေယုဆိုးကကမြကဘာနဲ့ဂျင်မောင်တန်းပြီးတော့သူရဲ့စီဝါရေးကာကွယ်ရေး နိုင်ငံရေးရန်ရောက်တော့မောင်းနေနေတာအဲ့တော့ဒီ MMD ကတော့ဒါသူအမားအကြီးကျူးလွန်လိုက်ပေါ့အဲ့တော့ဒီစင်းနဲ့ပတ်သက်ပြီးတော့တရုတ်က MMD ကိုဘယ်လိုကင်တွန်းမလဲဆိုတာကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ်မနက်ဖြန်မနက်ဖြန်မှာကျွန်တော်တို့ဒီမနက်ဖြန်မလာ22ရက်နေ့မှာဒီတရုတ်ရဲ့ဒီတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့အာရှရေးအထူးကိုယ်စားလှယ်နဲ့ဒီ MMD တို့ KIA တို့ဒါကျွန်တော်တို့အဲတရုတ်နိုင်ငံဘက်မှာတွေ့ဖို့ရှိတယ်အဲ့တော့အဲ့ဒီအခြေအနေမတိုင်ခင်တာတော့ MMD ကဆန္ဒပြလိုက်တာပေါ့ငါတို့သဘောထားဒီလိုရှိရဆိုတော့သဘောပေါ့အဲ့တော့ဘာလို့ဆက်လာမလဲဆိုတော့ဆက်ပြီးစောင့်ကြည့်ဖို့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ တရုတ်ကတော့သူစကားနားမထောင်တဲ့အဖွဲ့တွေပေါ့ဗျာဒီဒီတရုတ်နယ်စပ်ကသူတို့မွေးလာတဲ့အဖွဲ့တွေတော်တော်ချိန်မိုးပါတယ်ပြီးခဲ့တဲ့ကာလကလည်းကျွန်တော်တို့ရခဲဒီကိုကန့်ခေါင်းဆောင်တွေသူတို့ချိန်မိုးလိုက်တယ်လက်ရှိအဲ့ဒီအဖွဲ့တွေလည်းခင်ဗျာကြားဖြားနဲ့ဆက်ဆက်ပြီးတော့လက်ရှိတရုတ်နိုင်ငံမှာအမှုရင်ဆိုင်နေရဆဲဖြစ်တယ်အဲ့တော့တရုတ်ကတော့ရှင်းပါတယ် ဒီကတော့ရှင်းပါတယ်လက်ရှိလက်ရှိခင်ဗျာတို့ဆွဲဆိုထားတဲ့အမှုတွေအားလုံးကတည်တံပြလို့ရတဲ့အမှုတွေပဲအဲ့တော့လက်ရှိလက်တို့မွေးလိုက်တဲ့ဟိုလက်ရှိကျွန်တော်ဖုံချားရှင်အုပ်စုကလည်းဖုံအုပ်စုကလည်းတေယုတ်စုကိုတို့ဆန္ဒပြတယ်တေယုတ်သမရာကိုဗျာတို့ခင်ဗျာတို့ crawl လုပ်တယ်ဆိုတာတေယုတ်သမရာတို့တော့စိတ်ဆိုးလောက်တယ်ဗျာတို့တော့စိတ်ဆိုးလောက်တယ်အဲ့တော့ဘာလို့ဆက်ပြလဲဆိုတော့ကျွန်တော်ဆက်ပြီးစောင့်ကြပါဖြစ်ပါတယ်ဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ကာလကဒီတေယုတ်နိုင်ငံရဲ့ဂျာဝေဆွေးဆမှုအရာ MMD နဲ့ဒီ NASA ကတော့သဘောတူညီမှုတွေရတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီဇွန်လကုန်2025ခုနှစ်ဇွန်လကုန်မှာ MMD အဖွဲ့တွေကရခင်တို့ ရှိခဲ့တဲ့ကိုကတ်ကိုကတ်ကိုပိုင်အုပ်ချုပ်ရေးဒေသတို့ပြောင်းရမှာအဲ့တော့ဒါကတို့မပြောင်းကျင်တဲ့အရေးအယောင်လည်းဖြစ်တယ်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်တို့ဒီ MMD ရဲ့ဇက်သိန်းဘလို့ဇက်သိန်းလာမလဲဆိုတော့ကျွန်တော်တို့ဇက်သိန်းသွားပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဆိုအစောကြီးတည်းကကျွန်တော်ပြောပြီးသားပါလိုချင်လို့တော့မှတိုက်ပြီးတော့တင်ထားတာဗျာဘာလို့ပြန်ပေးတော့မှာတော့ဟုတ်တယ်မလား နောက်ပြီးွားရင်ဒါကျွန်တော်တို့ဒါစကားစရဲ့ဒူးမနာသားလေးဖြစ်တဲ့ကျော်စိုးဦးကဒီတဲ့ကိုကြည့်ပြီးတော့မှတရုတ်အတွက်ကိုတော်တော်လေးကိုဟိုပောက်ကွေးနေပုံရပါတယ်။နောက်ပြီးွားတော့ဘာလဲဆိုတော့သူတို့လက်ရှိဖြစ်နေတဲ့တပ်မတော်ရဲ့အခြေအနေမှန်ကစစ်တပ်ရဲ့အခြေအနေမှန်ကတပ်မတော်သားမိတပ်မတော်သားပါဖြစ်နေရမယ့်အစားတရုတ်သားလင်းအမိရုရှားသားလည်းအဖဆိုတဲ့ပုံစံမျိုးဖြစ်နေတာကိုလည်းဒီကောင်လေးသိမဲ့ပုံလည်းမပေါ်ပါဘူး။ဆိုတော့ဘာမှမဆိုဘူးဒီဒီတဲ့င်းကကြတော့ဒီကောင်ကဟိုဘယ်လိုပြောလဲ ဖခင်ကြီးကိုကြော်ပြီးတော့မှပထွေးပထွေးအတွက်သွားနာနေတဲ့ပုံစံမျိုးဖြစ်နေတာပေါ့သိရမလားပြောရတကယ်ကဲဆိုရင်ဗျာသိရမလား MNDA ဆိုရင်ဒါကိုယ့်ရဲ့တိုင်းရင်းသားတိုင်းရင်းသားတွေထဲမှာရှိတဲ့တပ်ပဲဗျာဒါမြန်မာနိုင်ငံမှာရှိနေတဲ့တိုင်းရင်းသားတွေကတပ်ပဲအဲ့ဒီဥစ္စာကိုပြောမယ်ဆိုသူတို့ရဲ့အမြင်မှာအစံဘက်ဖြစ်နေတဲ့အတွက်ကြောင့်မို့သူကမနာပဲနဲ့ဒီဘက်အဖေကြီးကိုမနာပဲပထွေးဘက်သွားနာတာတရုတ်ကိုသွားနာတာလက်ရှိချိန်နဲ့ဒီလိုမျိုးဖြစ်နေတာပေါ့ဆိုတော့ဘလို့ပဲနာနာပါအချိန်တန်လာရင်တော့နှစ်ဘိန်ကလာပါလိမ့်မယ် လူဆိုတာကိုယ့်နေရာကိုပြန်ရောက်မှာပါပဲအဲ့တော့စက္ကဆမှာရှိနေတဲ့ကောင်းတဲ့အစိမ့်တက်လာရင်တို့နဲ့တန်နဲ့ဘယ်နေရာရောက်မလဲဘယ်တင်းကျိုင်းကိုရောက်မလဲဘယ်အဝီစီကိုရောက်မလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ဖို့ဒီဘောမာတွေဆိုရယ်ဘယ်နေရာကိုရောက်မလဲအားလုံးသိပါပဲเนาะဆိုတော့နောက်ထပ် verify လေးတစ်ခုကတော့ဒါကျွန်တော်တို့ ဒီ bullet lust တွေပေါ့နော် bullet lust တွေကဘာတွေပြောလာလဲဆိုတော့ဒါကျွန်တော်တို့စစ်တပ်တွေကနေပြီးတော့မှထွက်ပြေးနေတဲ့သူတွေပေါ့နော်ဒါကြွကြသွားအောင်ပေါ့နော်ထွက်ပြေးနေတဲ့သူတွေကိုပေါ့နော်ပြေးမဲ့သူတွေကိုပြေးသွားတဲ့သူတွေပေါ့နော်ပြီးကြရေပေါ့တေရန်ဘေးဘူးအဲကွက်တေလာလာတာတော်တော်ရုံမာတယ်ပဲအဲ့ပဲဟုတ်လားပြောစရာလေးရှိလို့ဗျဘူစပူရာနေခေါ်ရတယ်သူကခေါ်ရတာ73တောင်ရှိပေါ့နော်ပတ်စစ်စစ်တေရောက် ဆော့ဆော့ရှိဝင်တဲ့လူတွေလည်းရှိတယ်တချို့လည်းထွက်ပြေးတဲ့ကောင်တွေပါရှိစိတ်တမရှိတဲ့လူတွေပေါ့နော်နိုင်ငံအတွက်ဒီတိုင်းပြည်အတွက်ဒီဘာမှထက်မထွက်တဲ့ကောင်တွေအဲတထဲရောက်ပြီးမှတခါပြန်ပြေးတဲ့ကောင်တွေလည်းရှိတယ်တချို့ကအလွတ်ပြေးတယ်တချို့ကတနတ်နဲ့ပြေးတယ်ဒါကို AWL အပ်ဆက်ဝတ်တော့လီလို့ခေါ်တာပေါ့နော်အင်းဟွတတ်ပါဆို အဆုံးပတော့လီမာက with arms ပါတယ် without arms ဆိုပါတနမပါဘဲနဲ့ပြီးတာနှစ်ပိုက်ပြီးတာဘလို့ပဲဖြစ်ဖြစ်စပြီးပဲเนาะအဲ့တော့ဓာရီကိုတက်တာသွားအောင်စပြီးတွေရွတ်ကြသွားအောင်ဘလို့လုပ်ရမလဲဆိုတော့တစ်ထက်မှာလဲဟလာနေဒါထိုင်တာရှိအောင်လုပ်ရတယ်လို့စီကလည်းတင်ကြဖို့လိုတယ်อืมဟုတ်ပါကျွန်တော်တို့အမေရိကန်ပြည်သွင်းစစ်ဖြစ်တဲ့အချိန်မှာအင်းတပ်ပြေးတွေတအားများလာတဲ့အချိန်မှာ တပြေးဖြစ်ရင်သေးတယ်တပြေးကိုလက်ခံထားတဲ့မိသားစုကသေးတယ်အဲ့လိုခြားတယ်အဲ့လိုခြားထလိုက်တဲ့အချိန်မှာတပြေးတော်တော်ရုတ်တရက်ကိုဟိုရက်တန်သွားတယ်ဟာဒါဓမ္မလင်ကုန်းကဒီအမိန်ကိုထုတ်လိုက်ဒါအမေရိကန်ပြည်တွင်းစစ်ပေါ့နော်အမေရိကန်တောင်ပိုင်းနဲ့မြောက်ပိုင်းခြားနေတဲ့အချိန်မှာတပြေးတွေတိတ်မြားလာတဲ့အချိန်မှာဒါဓမ္မလင်ကုန်းဆိုတာအင်တန်သဘောကောင်းတဲ့တပ္ပရာ ါပေမဲ့ तू ကလုတ်เสียရှိရင်အဲ့လိုအမိန့်ထုတ်လိုက်တယ်တပြေးဖြစ်ရင်တည်တာတပြေးကိုလက်ခံတဲ့မိသားစုကလည်းတည်တာဒီလိုမျိုးအာဥပဒေထုတ်လိုက်အမြမမှလည်းတကယ်ထိရောက်တဲ့ဥပဒေလက်ရှိဥပဒေတော့ရှိရှိရောရှိပါဘောနော်အဲ့ရှိတယ်ပြစ်ဒဏ်တွေလည်းရှိမှာပေါ့ဒါဟိုနေတဲ့ထိထိရောက်ရောက်လေးနဲ့ ဒီ awareness ဖြစ်ဖို့အဲဒူဒူပညာပေးဖို့လိုမယ်လို့ကျွန်တော်မြင်တယ်အဲ့ဒါလေးလာပြောတာလေးစားပါတယ်ငါတို့မြန်မာနိုင်ငံသားတွေကအခုလက်ရှိ ဖြစ်နေတဲ့မင်းတို့ခေါ်နေတဲ့စစ်မှုထမ်းဟာရုရှားနဲ့ sorry Israel နဲ့ Palestine Palestine ပေါ့နော် Israel နဲ့ Palestine လို့မျိုးတနိုင်ငံအချင်းချင်းဖြစ်တဲ့ဥစ္စာမျိုးပေါ့နော်ကိုယ်နိုင်ငံကိုလာကျူးကျော်တဲ့ဥစ္စာမျိုးဆိုရင်တော့ လူငယ်တွေကမင်းတို့ခေါ်စရာမလိုဘဲနဲ့ကိုလက်လက်ကင်ဆက်တက်ထဲဝင် ပြီးတော့မှကိုယ်နိုင်ငံအတွက်ကိုတိုက်ပေးကြအောင်မှအခုကကိုယ်နိုင်ငံသားအချင်းချင်းပြန်ပြီးတော့မှတိုက်ခိုက်ရမယ့်ကိစ္စကိုငါတို့ရဲ့ဒါပြောမယ်ဆိုရင်လူငယ်တွေကတော့လက်မခံတဲ့ကြောင့်မလို့ပြီးတယ်ဆိုတာအပြစ်လို့တော့ငါကတော့မမြင်ဘူးကွာဒါပေမဲ့အဲ့စစ်မှုတဲ့ဥပဒေကို ဘလိုပြောမလဲပြတ်ထန်းတဲ့ကောင်ရဲ့အပြစ်လိုပဲငါတို့တော့မြင်တယ်ကွာဘယ်ဘယ်နိုင်ငံတည်းမှလည်းတက်ရတာလည်းမဟုတ်ပဲနဲ့ကွာပြီးွားရင်ဟိုနိုင်ငံဒီမဲ့ဟိုတက်မတော်ကြီးကိုဟိုဘလိုပြောမလဲတကယ်တာဝန်ချေတဲ့ပုံစံမျိုးနဲ့ပြည်သူကိုကာကွယ်ဆောက်ရှောက်အောင်ဆိုတဲ့ပုံစံမျိုးနဲ့တကယ်တကယ်မှာတော့မင်းအောင်လှိုင်နဲ့သူ့ရဲ့စီးစိမ်အတွက်ကိုကာကွယ်ဆောက်ရှောက်ရတဲ့စစ်သားကတော့ဘယ်သူမှမဖြစ်ချင်ဘူးဘယ်ပြည်သူမှမဖြစ်ချင်ဘူးအဲ့တကြောင့်မို့လို့ပြေးတာပဲရှင်းနေတာပဲအဲ့ဒါကိုတော့မှမင်းကတစ်ဖက်လက်နဲ့ပြေးတဲ့ကောင်တွေကို တည်တံပေးမှုပြောလိုက်ရတော့အင်မတန်မှရှက်ဖို့ကောင်းပါတယ်လာဆိုရယ်နော်မင်းစစ်သားတယောက်ဖြစ်ပြီးတော့မှပြည်သူကကြွေးထားတဲ့နော်အခွန်အစားတဲ့စစ်သားတယောက်ဖြစ်နေပြီးတော့မှပေါ့လို့ပေးစားရပြောတာမင်းမရှက်ဘူးလားလို့ဒီနေရာကနေပြောချင်တယ်အဲ့တော့ကျွန်တော်တို့ဒါတည်ဦးတည်ထူးလေးတွေကလည်းအများကြီးတက်လာတယ်အဲ့တော့ကျွန်တော်တည်လေးတွေထပ်ပြီးတော့မှဒါမိသားစုတွေကိုဒါပြောပြချင်တယ်အဲ့ဒါကတော့ပရောတိုတည်လေးကတော့အဂျပန်စစ်အုပ်စုထံမှာဆက်လက်တွေရောင်းချနေတဲ့ အိန္ဒိယဆက်လက်နက်ကုမ္ပဏီဖြစ်တဲ့ကျွန်တော်တို့ Bharat Electronic Limited ပေါ့နော် BER ကိုအရေးယူတဲ့အနေနဲ့သူ့ရဲ့ကုမ္ပဏီမှာယင်းပြုံနယ်ထားတဲ့ share တွေကိုပြန်လည်ထုတ်ယူပြီးတော့မှယင်းပြုံနယ်စည်းရင်းကနေပြီးတော့မှထုတ်ပယ်လိုက်တဲ့အကြောင်းကိုစီရင်ပေါ့နော်ပင်စင်ရမုံငွေအဖွဲ့ကဒါချစ်ဝတ်ဆိုင်ရာကောင်စီရဲ့အစီရင်ခံစာတွေရသိရပါတယ်အဲအဲ့လိုမျိုးအိန္ဒိယရဲ့ဒါကျွန်တော်တို့ BER လက်နက်ကုမ္ပဏီကပေါ့နော်ဒါကျွန်တော်တို့ Sweden ပင်စင်ရန်ပုံငွေရေဒီပေါ်နယ်ဘူးစင်းကနေပြီးတော့မှထုတ်ပယ်လိုက်တဲ့အပေါ်မှာကြိုဆိုတဲ့အကြောင်းကို Justice for Myanmar ကထုတ်ပြန်လိုက်ပြီးတော့မှ BE ရဲ့ကုမ္ပဏီကမြန်မာစစ်အုပ်စုရဲ့စစ်ရေးရင်းတွေအတွက် radar စနစ်လေကြောင်းရံကာကွယ်ရေးစစ်လက်နက်အထိုင်စခန်းရေဒီယိုစနစ်တွေနဲ့စက်ပစ္စည်းတွေကိရိယာတွေကိုရောက်ချပေးတဲ့တကြောင်မလို့သူတို့ရဲ့ထုတ်ပြန်ကြမှာအခုလိုမျိုးဖော်ပြထားတာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးတွေလုပ်လိုက်တာလည်းကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့အခုလိုမျိုးတွေအာနာရှင်ကိုတစ်ဖက်လက်ကနေပြီးတော့ထောက်ပံ့ပေးနေတဲ့ကောင်တွေထောက်ပံ့တဲ့နိုင်ငံမှာရှိနေတဲ့ကောင်တွေအကုန်လုံးကိုကျွန်တော်တို့ကပိတ်ရမှာဖြစ်ပါတယ်နော်ဒီကောင်တွေလ ဲ့အချိန်တန်လာရင် သူတို့နဲ့ထိုက်တန်တဲ့အရေးယူမှုတစ်ခုကိုသူတို့လည်းရမှာဖြစ်ပါတယ်အခုလည်းအရေးယူနေတယ်လို့နောင်များမှာလည်းတော်လိုင်းပြီးတော့တဲ့အခါမျိုးမှာလည်းကျွန်တော်တို့အရေးယူတင်တာအရေးယူအောင်မှာဖြစ်ပါတယ် ဆိုတော့နောက်တဲ့သတင်းလေးကတော့မြန်မာနိုင်ငံတွင်ကစစ်တပ် ကပေါ့နော်အကြမ်းဖက်တိုက်ခိုက်မှုတွေကိုလွှတ်ဆောင်ခြင်းမရှိဘဲနဲ့သဘောထားကွဲလွဲမှုကြောင့်သာသာစန့်ကျင်မှုတွေပေါ့နော်လုပ်ရန်အတွက်အကြမ်းဖက်မှုများလုပ်နေခြင်းဖြစ်တဲ့အကြောင်းကိုအကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်ဆိုတော့ဒါကျွန်တော်တို့နေပြည်တော်မှာပြုလုပ်တဲ့2025ပေါ့နော်အလုံးမြန်မာနိုင်ငံရဲ့စိန်ခေါ်မှု Forum on Myanmar ပေါ့နော် Beyond 2000ကျွန်တော်တို့ဒါကျွန်တော်တို့ 2025ပေါ့နော်။ဒါကျွန်တော်တို့ဆွေးနွေးပွဲမှာမင်းအောင်လိုင်းကအထက်ပါတိုင်းပြောဆိုလိုက်တာဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာတိုင်းပြည်အေးချမ်းမှုပြပြနေပြီးတော့မှအကြမ်းဖက်မှုတိုက်ခိုက်မှုတွေကိုစစ်တပ်ကလုဆောင်ရမရှိပါဘူးတဲ့။အကြမ်းဖက်တိုက်ခိုက်မှုတွေပေါ့နော်စစ်တပ်ကလုဆောင်ရမရှိပါဘူးတဲ့။သဘောထားကွဲနေသူများကသာစစ်တပ်ကိုများလုံရင်အကြမ်းဖက်မှုများလုဆောင်နေခြင်းဖြစ်တဲ့ကြောင့်လည်းနိုင်ငံရေးနဲ့လုံခြုံရေးရတည်ငြိမ်အေးချမ်းမှုမရှိတဲ့ကြောင့်မို့လို့ရင်းနှီးမြှုပ်နှံမှုတွေမလာတော့တာဖြစ်တဲ့ကြောင့်လည်းသိရပါတယ်။ဘာမှမဆိုင်ဘူး။မင်းစောက်သုံးမကြလို့သူများနိုင်ငံလာမရင်းနေတာ။မင်းလိုကောင်မျိုးယုံကြည်မရှိလို့သူများနိုင်ငံလာမရင်းနေတာရှင်းရှင်းလေး။ ကိုအပြစ်ကိုဘာမှ PDF အပြစ်တိုင်းရင်းသားလက်နက်ကန်အပြစ်ဆိုတဲ့ပုံစံမျိုးလာမပြောနဲ့အခုမင်းပြောနေတဲ့ပုံစံမျိုးကပြည်သူ့အပြစ်ပြောနေတဲ့ပုံစံမျိုးမင်းမရှက်ဘူးလားမင်းအောင်လိုက်ရဲ့မင်းမလည်း subscription ပဲပို့လို့မပေါ်ပါဘူးကွာအဲ့တော့ နောက်တဲ့တဲ့လေးကတော့ပဲခူးတိုင်းစစ်ကွင်းမြို့မှာပေါ့နော်အုတ်တင်းကြီးမှာအနီးရန်ကုန်ပြည်လမ်းမမှာရှိတဲ့စစ်ကွင်းတာဆောင်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရမှာဒါကြောင့်စစ်ကောင်စီတပ်သား၈ဦးသေဆုံးပြီးတော့မှတနက်တလက်သိသိရမိခဲ့တဲ့အကြောင်းတာယောက်ဒီ KPDF ကတာဝန်ရှိသူတို့ကပြောပါတယ်မတ်လ20ရက်နေ့မှာမင်းလားမြို့နယ်စစ်ကွင်းမြို့ပေါ့နော်အုတ်တင်းကြီးမှာအနီးရန်ကုန်ပြည်လမ်းအပိုင်းမှာအထိုင်ချတပ်ဆွဲထားတဲ့ပြည်သူတွေကိုဖမ်းဆီးဝင်ကျင်နေတဲ့စစ်ကွင်းတာဆောင်စစ်စည်းဂိတ်ကိုတာယောက်ဒီ KPDF တရင်383ညနဲ့တပ်ခွင်းတွေကရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရပါတယ်အဲဒီတိုက်ခိုက်မှုကတနအိ 45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့မှအဂျပန်စစ်ကောင်စီတပ်သား4ခုနှစ်ဦးပေါ့နော်တိတ်ဆုံးပြီးတော့မှ6ဦးတရားရရှိခဲ့ပါတယ်။တိုက်ပွဲတွေမှာအဂျပန်စစ်ကောင်စီတပ်သားတွေထံကနေပြီးတော့မှကာပိုင်တနက်တလက်ကြီပေါက်တစ်ခုကြီအတောက်20ပေါ့နော်စစ်အသုံးဆောင်တချို့နဲ့ဆိုင်ကယ်တစ်စီးတို့ကိုတိုက်စီးရပြီးပြီးတော့မှစခန်းကိုမီးရှို့ရှင်းလင်းခဲ့တော့လဲမီးနေခဲ့တာလောင်ကျွမ်းခဲ့တဲ့အကြောင်းကိုလည်းသိရပါတယ်။မိုက်တယ်အဲ့လိုမျိုးဖြစ်နေရမှာအဲ့လိုမျိုးဖြစ်နေရမှာ ောက်ထပ်သတင်းလေးကတော့မကွေးတိုင်းမြိုင်မြို့နယ်ကန်ဒီပြူစောတီကျေးရွာမှာကင်းဆောင်နေတဲ့ပြူစောတီတဦးကိုစနေပါနဲ့ပြစ်ကတ်တက်ခိုက်ရမှာမျိုစင်ဘုံကနေပြီးတော့မှပြုတ်ကျသေဆုံးသွားတဲ့အကြောင်းကို MPL မြောက်ပိုင်းဆောင်မြိုင်ပကဖကတာဝန်ရှိသူတို့ကပြောပါတယ်မတ်လ19ရက်နေ့ပေါ့နော်နနပိုင်း မြန်မြို့နယ်ကန်ဒီပြစောတိကြည့်ရအောင်ပါတော်တို့ပြောစင်ပေါ်မှာပေါ့နော်ကင်းဆောင်နေတဲ့ပြစောတိတအုပ်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဆန်လေးပါနဲ့ချောင်းမြောင်းပစ်ကတ်တိုက်ခတ်ခဲ့ရမှာထိမှန်ပြီးတော့မှမျိုးစင်ပေါ်ကနေပြီးတော့ပြုတ်ကြတာတိတ်ဆုံးသွားတဲ့အကြောင်းအဲ့နောက်မှာစစ်တပ်ကအလုံးကြီးနဲ့လာရောက်တဲ့အကြောင်းမို့လို့တော်လိုင်းရေးတပ်တွေနဲ့ပစ်ကတ်မှုဖြစ်ပွားခဲ့ပြီးတော့မှအဲ့နောက်မှာတော်လိုင်းရေးတပ်တွေကပြန်လည်ဆုတ်ခွာခဲ့တဲ့အကြောင်းလည်းသိရပါဗျာ တိုင်ပါနဲ့ပဲတဲ့ပြစ်ပြီးတော့မှပြန်ဆုတ်လာခဲ့တာတဲ့အပြန်လည်ပြက်ကမှုကတော့သူတို့ဘက်ကတော့ပြစ်တယ်ကိုဘက်ကတော့နည်းနည်းပဲပြစ်ပြီးပြန်ဆုတ်လာတာညော်စင်ဘောကတကောင်ကိုပဲစတိုင်ပါနဲ့ပြစ်ချပြီးတော့မှပြုတ်ချလာတာနဲ့သူတို့ဘက်ကလည်းအင်အားကအဲတာလာတာနဲ့ပြန်ဆုတ်လာတာပေါ့နော်ကျွန်တော်တို့ဘက်ကရဲဘော်တွေကတော့အန်ဒီရဲ့ကင်းပါတယ်ဆိုပြီးတော့မှ FBM မြောက်ပိုင်းစုံမြိုင်ပကပကတာဝန်ရှိသူတို့ကပြောပါတယ်ခင်ဗျာမိုက်ပါတယ်ဗျာနော်အဲညော်စင်ဘောကကောင်တော့တိန်ဒီဘောမှာလွတ်အောင်နော်တိန်ဒီဘောမှာလွတ်အောင်မယ်အဲ့တော့ video file လေးကတော့ဒါကျွန်တော်တို့ဒါ ပေါက်ကြီးပေါက်ကြီးပေါက်ကိုရောရဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဒီပေါက်ကိုရောကလောလောဆယ်မှာဒါကျွန်တော်တို့ main goal ပေါ့နော်ဒါကျွန်တော်တို့စကိုင်း main goal ပေါ့နော်ဒါ main goal ကိစ္စနဲ့ပတ်သက်ပြီးတော့မှသူကတအားအော်ထားတယ်အဲသူပါပြောလာလဲဆိုတော့ဒါကျွန်တော်တို့ဒါပြောမယ်ဆိုရင် PDF တွေနဲ့ PDF တွေနဲ့ဆိုရင်ပေါ့နော်ဟိုကျွန်တော်တို့ဒါအာပြည်သူတွေကပေါ့ပြည်သူတွေကပဲဖြစ်ဖြစ်ဖုန်းကြီးတွေကပဲဖြစ်ဖြစ်ပေါ့နော်ဝစီမိတ်တွေကြည့်နေတယ်တဲ့စကားစကားကိုကြတော့ပြောကျင်တယ်ပေါ့ဗျာဒီဒီဒီဘောပေါ့ဒါတော့ကြည့်ပါ ဦးဇင်းမင်းဝဲနဲ့ပတ်သက်ပြီးမှခဏခဏပေါ်ခဲ့တယ်ပေါ့နော်ခဏခဏလည်းအတိပြေးခဲ့တယ်ပတ်နဲ့ထူရမယ်ဟောမစိန်နဲ့ပေါ်ရတယ်လို့ဖြစ်သွားတာပထမဗကိုင်းပြည်သူစေဦးဘုံခွဲကြာရေးခွဲဘိုင်းဆိုပြီးမှအကောတော့ရှင်းခံကြရတယ်အတယောက်ပဲမြောက်တော့ပေါ့နော်အဲ့ကြရရဦးဇင်းကတိပြေးခဲ့တယ် အဲ့တော့နေမီဥပ္ပဘာရှင်းမှာရှင်းမှာလိုင်ငွေထဲမှာရှိရဲ့ရှိရဲ့လို့ဥပ္ပခဏခဏလေးဒီပြေးခဲ့ဒါအလုံးလည်းပြီးမဲ့ချင်ပါလေဗျာနော်အဲ့တော့မှဆိုတော့အနေထားအနဲ့ပဲကိုယ်ပစိန်နဲ့ပေါ့ရတယ်အနေထားဖြစ်သွားတယ်နော်အဲ့တော့ဒီနေ့တော့စေချောင်းတစ်ချောင်းဟာဒါရဲစခန်းကိုရောက်သွားပါတယ်နော်ရဲစခန်းကိုရောက်သွားပါတယ်ရဲစခန်းကိုရောက်ဖို့အတွက်ကိုလက်ပံအနေနှစ်ရက်လောက်ကြာတယ် 你连嘛，我你表姐那个，明白吗？你年还有谁讲出来出个？白为啥白来俺老母嘛，他那那边就只讲土鸡，新疆那边就只讲土鸡，那讲嘞，这路皮的路尾，都在路的压的。好了，明白这个，明白哪里？我跟表姐那个，他那都是确实路线。 ညတိနာမှာရှိတဲ့စေတားတွေပတ္တဆာတွေပြည်သူစီတွေကိုခင်ဗျားတို့ညာတာပေးခဲ့တယ်။ဒေတာတွေရောဒေတာတွေရောသူမေတ္တာပို့တာတွေရောအများကြီး။အဲ။အမှန်ကခင်ဗျားတို့ငွေထုံးကိုခင်ဗျားတို့ငြိမ်းချမ်းမှုအမှန်တကယ်ပေးနိုင်တာကတမ်းတော်ပဲပေးနိုင်တာစေတားတွေပဲပေးနိုင်တာ။မေးလဲဒါပဲပြောတတ်တာမလား။ဟုတ်ခင်ဗျားတို့ PDF တွေမင်းတို့ကတပတ်ဆယ်ရက်ပုံစံထားပါရောမမရွာရဲမှာတောင်းကြပါလား။ 他正了，比如侬了，你就买了百块，买你三了，百块，买你四百块。好，讲了是了，山里头嘛，跑一跑，出来路，不时候看样子在那点也是差的。啊，了，说了伊了，我是没见你啊，喏，啊，了，跟讲了话土马呗，新马呗，这个新马呢，比如一点点内务这个老马呗。 ွားရေလောက်ပါလောက်ပါလောက်ပါဝစီဘိတ်ကျင်နေတဲ့ဆရာတော်ဘုရားကြီးလေအဲ့ခါကျမှဝစီဘိတ်ဒိဋ္ဌိရက်ကပြည့်သွားမှလဲသွင်းရတယ်ဗျာနော်ခါတလေကျတော့အကျမ်းဖက် PDF ကိုလာကျမ်းဖက် PDF ဘာလို့လောက်တာဝစီဘိတ်ကျင်ရတာဗျာနမရောဝါတခုခုမှမှန်လွယ်မှားခဲ့တယ်ဒီလူစရိယတခုခုမှန်လွယ်မှားတယ်ဘူလူကြီးတိုင်ကြီးရတယ်ဒီလူကြီးတိုင်ကြီးရတယ်အဲအဲ့တော့လုံးစရာရှိရတော့လုံးကြပါမယ်ရှင်းစရာရှိရတော့ရှင်းလင်းပါမယ် ဒီနေ့ဦးသိန်းတို့လောင်ဆွေပြုတ်နေတယ်မှာဗါတဲ့စစ်သားတွေပေါ့ဒီဘုန်းကြီးကြောင့်မလေးနဲ့မချဲဘူးဘာမချဲဘူးဘာဘုံမလုပ်ဘူးဟာတော့ကိုဆရာတော်ကြီးကဒီမေတ္တာရခံပါတယ်ပေါ့ဒါဟုတ်လားမဟုတ်လားမဒီဘုရားအတန်ဖိုင်မှာတော့ခက်တယ်ဦးသိန်းကလည်းပြောရတာအဲ့ဒီနောက်အဲ့မှာဆရာတော်ကြီးဆရာတော်ကြီးတွေကိုပြောချင်တာပေါ့နော်အမှန်တော့သူနယ်မှာရှိတဲ့ဆရာတော်ကြီးဆရာတော်ကြီးတော်တော်များများကိုပြောချင်တာ အဲစစ်သားတွေမလာခင်ကလေးက DDN နဲ့ဘလောင်နဲ့အကြက်ဖက်ဒီ PDF တွေကိုဘုံเจ้าကိုမတဲဘူးဘုံเจ้าကိုမွဲဘူးဘုံเจ้าကိုစကမ်းမချဘူးကြတော့ဘာဖြစ်လို့လူတိရှင်ရမေတ္တာမရခံကြတာလဲဒီကိုဆိုချင်တယ်လူတိရှင်ရမေတ္တာရခံမလားအဲစစ်ဘလောင်နဲ့အကြက်ဖက်ဒီ DNA တွေက PDF တွေကဘုံเจ้าမှာမရှိဘူးဒီနန်းနဲ့မပြူဒီနန်းနဲ့မပို့ချဘူးဆိုရင်တမရောကလည်းဘုံချက်เสียအကြောင်းမရှိလို့တမရောကလည်းလုတ်เสียလာเนาะအကြောင်းမရှိဘူးလို့ဥစ္စာတော့မေးဝတ်ထုတ်ခြင်းနော် အဲဆရာကြီးလည်းမျက်မျက်သားသားတွေ့ပါမျက်မျက်သားသားလောက်ကြပါလို့တပည့်တော်အနေနဲ့ယုံဒေသာဘာရှောက်ခိုင်းကြီးဖြစ်ပါလေကြာတပည့်တော်ဘာကိုတော်မှမဟုတ်ပါဘူးကြာဒါနဲ့အမှန်တရားတော့တပည့်တော်အနေနဲ့ပြောအောင်ပါပဲနော်ဒါကြောင့်ဒီကြတော့မလာနဲ့ဘာညာဆိုပီဒီအက်တွေကိုလည်းဘုံကျောင်းတွေမှာမတဲဘူးဘုံကျောင်းတွေမှာမတဲတော့ဘူးတော့ဘူးပြောပါလို့မေတ္တာရက်ခံပါလို့ပြောချက်ပါလေကြာနော်အားလုံးလာပါလေကြာ ိုသူ့ကိုသူတို့တည်တာပဲဘာကိုတော့မှမဟုတ်ဘူးတဲ့ပြည်သူကဘာမှမပြောဘူးလေဖုန်းကြီးတွေဘာပြောပါရလဲ PDF ကိုကြည့်ပြူတယ်လေစစ်တပ်စစ်တပ်ကလာရင်ဒါကရွာလုံးချုပ်ပြေးရတာမတွေ့ဘူးလား PDF ကလာလို့ရွာလုံးချုပ်ပြေးတယ်ဆိုတော့ကြားဘူးလားပေါ့ကောမင်းလည်းတကယ်ကောင်းလို့ဘလို့ပြောပြောစောင့်မရှိမဲ့ကောင်းလည်းမဟုတ်ပါဘူးပရာပါပရာစီကဘုံကြီးတကယ်ကောင်းလို့နော်ဆိုတော့မင်းတို့ကောင်းမျိုးရှိသေးပြီမင်းတို့လိုကောင်းမျိုးရှိလို့စစ်တပ်ကကြာရှုံးနေတာကနွားရဲ့တိလားဆိုတော့ကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခေါက်မှပြန်ဆောင်တွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာလေးလေးဖြစ်ပါစေခင်ဗျာ